ရှိမှာကျတော့ self paced learning courses တွေကြောင်းစပြီးတော့မိတ်ဆက်ပေးရတာမျိုးလေးရှိတယ်။အဓိကကတော့အတန်းတွေစုံစမ်းတဲ့နေရာမှာဖြစ်ဖြစ်အတန်း join တဲ့နေရာမှာဖြစ်ဖြစ်ဒီ student တွေမှာတချို့အခက်အခဲတွေကြောင်းမို့လို့ပေါ့နော်။ PSME အခက်အခဲပဲဖြစ်ဖြစ် internet connection issue ကြောင့်ပဲဖြစ်ဖြစ် recording မဲကြည့်ပြီးစာလုပ်လို့ရလား share လို့ဆိုပြီးတော့ပြောကြတာ။အဲ့တော့ဖြေတို့ကတော့ဒီ zoom class recording တွေဆိုတာကဒီလိုပဲ ဟိုကြည့်ပြီးတော့စာလုပ်ဖို့အတွက်ကိုဒီဇိုင်းလုပ်ပြီးတော့ရိုက်ထားတဲ့အဲ recording နဲ့ video တွေဟုတ်နေပေါ့เนาะအဲ့တော့သူတို့မှာကဒီ manager တွေကအများကြီးရှိတယ်ဒီ manager တွေကို chair counter add လုပ်ဖို့အတွက်ကိုတေချာလေး video ပဲကြည့်ပြီး self paced learning လုပ်ချင်တဲ့သူတွေအတွက်ကို target လုပ်ပြီးတော့ပြင်ထားတဲ့ courses လေးတွေကိုစာပြီးတော့ provide လုပ်ပြီးတော့မှာဘာလို့ဒီချိန်လဲဆိုလို့ရှိရင် chair ကတကြံကလာတော့မှာပေါ့ အဲ့တော့အခုလက်တလောအတန်းနေထဲမှာဆိုလို့ရှိရင်တကြံမှာစာလုပ်ပေးဖို့အတွက်စာလုပ်ဖို့အတွက်ချက်ကိုဖလန်နိုင်တောင်းကြတာရှိရယ်ချက်ကိုတိုင်း student အနေနဲ့ timing တိုင်မြင်ပြီးတော့ဒီတကြံတွင်းမှာဖာတွေလောက်ရမလဲဆိုတာကိုတူတူဆွေးနွေးပြနေရလေးရှိတယ်အဲ့တော့ကျန်တဲ့သူတွေကျန်တဲ့ student တွေအကုန်လုံးကိုလည်းချက်ကတကြံတွင်းမှာစာလုပ်ဖြစ်စေခြင်းနဲ့ဒါကြောင့်မလို့ချက်တို့ရဲ့ self paced learning courses လေးတွေကိုစပြီးတော့အားလုံးကို access ပေးတော့မှာပေါ့နော် ဆိုတော့အဲ့တော့ဒီ cherry surface landing courses တွေကကြတော့ဟွာဝါမဲ့အချက်ကသူ့ရဲ့စာလုံးရမဲ့ platform တည်တံတစ်ခုပါ cherry စာလုံးရမဲ့ကိုပိုင်အကောင့်ရှိမယ်ပြီးရင်ဒီဒီ courses တွေကဒီ video ကြည့်ပြီးတော့စာလုံးမဲ့သူတွေဒီကိုတိုင်း surface system နဲ့လုံးမဲ့သူတွေအတွက်ကို target လုပ်ထားတာဖြစ်တဲ့အတွက်ကို video မကြည့်ခင်လုံးရမဲ့အဲ ပုံစံနဲ့စာလုပ်ရမယ့်အပိုင်းတွေရှိတယ်။ဗီဒီယိုကြည့်ပြီးတော့ပြန်ပြီးတော့လေ့ကျင့်ရမယ့်အပိုင်းတွေကရှိကိုရှိတယ်။အဲ progress က တိတိကျကျရှိမယ်ပေါ့နော်ကိုလုံးမှာပဲ progress ကတက်မယ်ပြီးရင်ဒါစလုံးရုံနေမဟုတ်ပဲね assessment system တခုကိုပါအနောက်မှာတွေးရပြီးဒါကြောင့်မလို့လုံးဝဒီ international website တွေမှာစလုံးနေရတယ်လို့မျိုး feeling တခုကိုကို target လုပ်ပြီးစတင်နေပါလားဆိုတော့ feeling တခုတကယ် realistic ဖြစ်မဲ့ feeling တခုရမယ် landing ကိုလည်း effective ဖြစ်အောင်သူတို့ကစီစဉ်ပေးရတယ်အဲ့တော့ဒီကောင်းတဲ့အချက်တွေကိုဒီကောင်းတဲ့အချက်တွေကိုကိုကိုယ်တိုင်ခန်းစားရမယ်ပေါ့နော်ကျရဒီ surface course မှာဆိုလို့ရှိရင်အဲ့တော့ဒီတစ်ချက်ကြည့်လိုက်တော့ တော့ courses တွေအများကြီးတွေကမှဒီချက်ကအရင်ဆုံးစပြီးတော့ launch လုပ်ပြီးမှကအားလုံး provide လုပ်ပြီးမှက grammar for IELTS ဆိုတဲ့ course လေးအဲ့တော့ IELTS က DSP ရောမယ်ဆိုတဲ့သူတွေကသူ့ရဲ့ skill အလိုက်လေးတင်ကြတယ်ဒါပေမဲ့လည်းအာဒီ grammar ရဲ့အရေးကြီးပုံကိုသူတို့ကဘယ်လိုပြောမလဲသိပြီးတော့ overlook ဖြစ်နေကြတယ်ပေါ့နော်အဲ့တော့ stand နေထဲမှာတွေ့ရတယ်ဥမာ writing မှာဆိုလို့ရှိရင်သူတို့ရဲ့ပြဿနာကဟို complex structure မရေးတတ်ဘူးအဲဒါမှမဟုတ်လို့ရှိရင်သူတို့တွေ ကိုကြီးစစ် devices တွေမတုံးတက်ဘူးဥမာဒီဒီကိုကြီး run စံကိုကြီးရှင်မှာအမှတ်ယူဖို့ပဲဖြစ်ဖြစ် lexical resource မှာအမှတ်ယူဖို့ပဲဖြစ်ဖြစ်ကျတို့ဒီ paraphrasing တွေမလုပ်တတ်ဘူးအ reference pronoun တွေသိချာမသိဘူးဆိုတာလေးကျတို့ရှိတယ်အဲ့တော့အတန်းထဲမှာဒီလိုလေးတွေသူကပြောလာတယ်သူတို့ concern လေးကိုပြောလာတဲ့ခါကျတော့ကျတို့ကအဲ့ဒီ language system ကို deep down ပြန်ပြီးရှင်းပြရတယ်ပေါ့နော်အားကြောင့်မလို့ practice မှာကျတို့အရှိမရောက်တာမျိုးတွေအဲ့တော့တယောက်နဲ့တယောက်ကလိုအပ်ချက်တွေမတူတဲ့အတွက်ပြောရတာမျိုးတွေတယောက်နဲ့တယောက်မတူတော့ဟိုနက်ခတ်ခဲလေးရှိတယ်ဒါကြောင့်မို့လို့ဒီ writing နဲ့ speaking မှာ အကျိုးရှိမဲ့ IELTS ကိုလုံးဝ IELTS ပြင်နေတဲ့အချိန်မှာတိုက်ရိုက်အကျိုးရှိစေမဲ့ grammar ကို grammar course ကိုချက်က provide လုပ်ပေးခြင်းနဲ့အဲ့တော့ practice လည်းများများရရမယ်အာဒီ IELTS မှာတိုက်ရိုက်အကျိုးရှိမဲ့ဟာကိုလည်းဒီချက်က ဟို courses တွေမှာတခါတယ် focus လုပ်ပေးပြီးသား emphasize လုပ်ပေးပြီးသားလည်းဖြစ်ချင်တယ်ဒါကြောင့်မို့ကြေကတော့ဒီ grammar for IELTS ဆိုတဲ့ course လေးကို IELTS ဖြေတော့မဲ့သူတွေအတွက်စပြီးတော့ provide လုပ်ပေးချင်တာဒါဒီမဲလားဆိုတော့မဟုတ်ဘူး listening နဲ့ reading မှာလည်း grammar စကားအများကြီးပြောတယ်တချို့တွေထင်တာက listening reading ဆိုရင်ဒါ practice လုပ်နေနေဥမာ past paper လေ့ကျင့်မယ်ဆိုရင်တက်လာမယ်ပေါ့နော်တကယ်တော့သူရဲ့နောက်ွယ်မှာအများကြီးရှိတယ်တခါ nature quantifier မသိလို့အမှတ်ရောလိုက်တာမျိုးကြီးရှိတယ် တစ်ခါတလေကြတော့လေအဲဒီချေတို့ကတချို့ sentence structure လေးတွေကိုနားမလည်လို့ပေါ့နော် related clauses လေးကိုနားမလည်လိုက်လို့အဲဒီလိုလေးသုံးနိုင် sentence structure ဒီလိုဆိုရင် writer ရဲ့ sense ကဘယ်လိုပြောင်းသွားတယ်ဒီလို reading နေမှာဆိုလို့ရှိရင်လေ writer opinion ကိုမဖတ်ထက်ဘူးဆိုတာသူတို့ grammar ကိုနားမလည်လို့ပေါ့နော်အဲ့ဒီခါကြီးအကုန်လုံးချေတို့ကပြန်ပြီး cover လုပ်ပေးခြင်းနဲ့အဲ့တော့ cover လုပ်မယ်ဆိုတော့ grammar ရေလို့စဉ်းစားကြည့်လိုက်အဲ့တော့ grammar အခြေခံသွားတတ်မှာဆိုတော့တကယ်တော့မဟုတ်ဘူး IELTS ပြင်နေသူတွေကသူတို့မှာ language အနေထားတစ်ခုဟာရှိပြီဒါအဲ့တော့ low အပ်နေတဲ့ knowledge gap လေးတွေကိုပဲချေတို့က IELTS မှာ effective ဖြစ်မဲ့ပုံစံမျိုးနဲ့လိုအပ်တဲ့အချက်တွေမှတ်တက်တဲ့အမှားတွေကိုပဲ focus လုပ်ပြီးတော့လုံးဝ IELTS specific grammar lessons တို့ပုံစံမျိုးတွေကိုကျွန်တော် provide လုပ်ပေးနေတာ။ဒါကြောင့်မို့လို့အချက်ကအရင်ဆုံးအကျိုးရှိမဲ့ IELTS grammar for IELTS ဆိုတဲ့ course လေးကိုစပြီးတော့ provide လုပ်ပေးမှာ။အဲ့တော့ဒီ Cherry ရဲ့ပထမဆုံး grammar for IELTS ရဲ့ self learning course မှာဆိုလို့ရှိရင်အဲဒီချက် video ကြီးပဲမဟုတ်ဘဲနဲ့အဲ့ video မတိုင်ခင်မှာပို့လို့ရမယ် IELTS listening ပုံစံ2 task တစ်ခုရှိမယ်အဲ့ဒါလုပ်ပြီးတော့မှတစ်ချေကသင်ပေးမယ့်အပိုင်းရှိမှာပေါ့နော်သင်ပေးမယ့်အပိုင်းမှာလည်းဒီတိုင်းသင်တာမဟုတ်ပဲနဲ့မှားတတ်တဲ့မေ့တတ်တဲ့ဟာတွေ တကယ်ဟို realistic uh IELTS exam မှာခေတဲ့အခါမှာဟိုကိုကဘာကိုတတိထားရမလဲဆိုတာ၄ပြီးတော့ကျောင်းသားတွေအမေးအများဆုံးအတန်းထဲမှာအမေးအများဆုံး grammar နဲ့ပတ်သက်တဲ့အဲ concern လေးတွေ question လေးတွေကိုခြေကတခါရဲ့ video မှာဖြည့်ပြီးပါမှာ video ကြည့်ပေးုံနဲ့မဟုတ်သေးဘူးအဲ့တော့အရင်ဆုံး listening ရှိမယ်ဒါလို့ရှင် grammar နဲ့ပတ်သက်တဲ့ခြေက present လုပ်ပေးမယ်ရှင်းပြပေးမယ်အပိုင်းရှိမယ်ပြီးရင်ကျတော့တခါတလေဘလို့ထင်တတ်လဲဆိုတော့ grammar ဆိုတာ okay တကယ်ရှင်းပြတာနားလည်အောင်ပဲဆိုပြီးတော့ထင်တာတယ်အဲ့ဒါကလုံးဝမှားတယ် ရမပင်ကူကရိုင်းအချိန်တခုယူပြီး practice လုပ်ရမယ်အပိုင်းရှိတယ်။အဲ့ဒါကိုလည်း IELTS မှာကြုံရတဲ့ common contest လေးတွေနဲ့ချေလို့ပြင်လာပေးတဲ့ exercise လေးတွေရှိတယ်။အဲ့ဒါကိုလည်းအချိန်တခုယူပြီးတော့လုပ်ရမယ်။ပြီးတော့လို့ရှိရင် assessment ပိုင်းပေါ့နော်။တကယ် IELTS listening တမ reading နားမလို့ရှိရင် writing ပိုင်းနေမှာတကယ် IELTS question format အတိုင်းဒီ grammar ကိုတုံးပြီးတော့ဖြေရမယ် assessment အပိုင်းရှိတယ်။အဲ့တော့ lesson တစ်ခုမှာအပိုင်းက၄ပိုင်းနဲ့ချီလို self paced course ကိုပထမဆုံးစီစဉ်လာတယ်။ဒါကတော့ချီလိုရဲ့ course outline လေးပြောပြတာ။အားလုံးပေါင်းချီလိုရဲ့ grammar for IELTS course ပါဆိုရင်အခန်းပေါင်းက lesson စုစုပေါင်းက25ခုရှိမှာဖြစ်ပြီးတော့ lesson တစ်ခုချင်းစီမှာပိုင်း၄ပိုင်းပါဖြစ်ပေါ့။အဲ့တော့ဒါကတော့ချီလိုရဲ့ grammar for iOS course ရဲ့ outline လေးပြောပြတာဒါက platform တစ်ခုပါ landing အတွက်ရည်ရွယ်ထားတဲ့ platform စကားဆိုတဲ့ platform ကကျတော့အတိအကျနဲ့လေ့လာခွင့်ရမယ်ဒါလေးကိုကျတော့14ရက်နေ့မှာစပြီးတော့ access ပေးသွားတော့ပါအဲ့တော့ဒီ course လေးကဒီ IELTS ကို advanced ကိုမြင့်ချင်တယ်ဒါပေမဲ့ grammar ကြီးကို core basic ကနေမလေ့လာချင်သိပြီးသားတွေကိုပဲပြန်ပြီး review လုပ်ချင်တယ်မှားတတ်တာတွေသုံးဖို့သုံးရမယ့် structure တွေသိချင်တဲ့သူတွေအတွက်တော့အားလုံးအန်ကိုက်ပဲအဲ့တော့ဒီ course လေးကိုစိတ်ဝင်စားတဲ့ enroll လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ video ရဲ့အောက်မှာ ayo subió, ayo tía subió, chido comment မှန်သွားပြီလို့ရတယ်ဒါဆိုလို့ရှင်ကျတို့က course ရဲ့အသေးစိတ်လေးကိုကျတို့ကပို့ပြီးလို့ဟို messenger နေတစင်ပို့ပေးသွားမှာဖြစ်ပါတယ်လို့မဟုတ်ဖင်လည်းကျတို့အားလုံးအဲတချို့ကအတန်းကို enroll လုပ်ဖို့အခက်အခဲရှိတဲ့သူတွေရှိအောင်ရှိနိုင်တယ်အဲ့လိုသူတွေအတွက်ကိုလည်းအဲ comment IELTS လို့ comment မှန်ခဲ့လို့ရတယ်ဒါပေမဲ့ video လေးကိုတော့ share ပေးဖို့လိုလိမ့်မယ်အဲကျတို့အဲလေးရက်တော့အချိန်ရမယ်ပေါ့နော်ဒီ campaign လေးက၄ရက်တော့အချိန်ရမယ်၁ရက်၁၁ရက်၁၂ရက်၃ရက်ဒီ၄ရက်အတွင်းမှာ video share ပြီး comment မှန်တဲ့သူတွေအတွက်ကိုလည်းကျတို့ random picker လေးနဲ့ပြန်ရွေးပြီးတော့၂ရက် ောက်ကို free access ပေးသွားမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျတို့ course ကိုအဲ enroll လုပ်ထားတဲ့သူတွေကလည်းဒီ random pick မှာရွေးရင်းနဲ့လေရွေးရင်းနဲ့လေဒါကဒီ free access ရသွားနိုင်တာရှိရပေါ့နော်အဲ့လိုချိန်မှာလည်းကျတို့က full cashback 100% cashback ပြန်ပြီးတော့ပြီးသွားမှာမို့လို့စိတ်ပူကြမှာလို့ပေါ့အဲ့တော့ဒါကြောင့်မို့လို့အတန်တက်ဖို့စိတ်ဝင်စားရဆိုလို့ရှိရင်အဲ IELTS လို့မှတ်သွားလို့ရတယ်ကျတို့က course ရဲ့ details ကိုပို့ပေးမယ်တကယ်လို့ free access ရခြင်းနဲ့ဆိုလို့ရှိရင်လေ comment မှတ်သွားပြီး အဗီဒီယိုလေးကို share ပြီး comment မဲ့သွားပြီဒါဆိုလို့ရှိရင်ခြေတို့ကအဲ class ရဲ့ details လေးတွေကိုအားလုံးပို့ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ comment လေး IELTS ဆိုပြီးဗီဒီယိုအောက်မှာ comment လေးမှတ်ပေးဖို့တော့မပေးနဲ့နော်